hello အလုံးမင်းမင်္ဂလာပါရှင်အဲအရှိမာကကိုယ့်ရဲ့ဒီ h နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါဆက်စုပ်ပြီးွားပြီဆိုတော့อืมအခုကကြတော့ဒါဘယ်လိုပြောရမလဲဟိုသူ့အကြောင်းဆက်စုပ်တယ်ဆိုတာထက်ပေါ့နော်သူ့ရင်ထဲကကိုယ်နဲ့ပတ်သက်ပြီးတော့ဘာတွေပြောချင်နေတာရှိလဲဘာတွေဖြစ်နေတာရှိလဲစသဖြင့်ပေါ့နော်ဒါတစ်ခါလေကြာရင်ကွာသူတို့တွေပေါ့နော်ဒါထုတ်မပြောနိုင်တဲ့အရာတွေ အဲ့ဒီຢာတွေကဘာတွေဖြစ်မလဲသူရင်ထဲကစကားလေးတွေ hidden truth လေးတွေကဘာတွေဖြစ်မလဲဆိုတာကိုအမကကြည့်ပြသွားမှာဖြစ်ပါတယ်အခု reading လေးက collective reading လေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါဒီ video လေးကိုနားထောင်မိတဲ့ပေါ့နော်သူလေးတွေကိုယ့်ရဲ့ age နဲ့ပတ်သက်ပြီးတော့သိချင်ရင်နားထောင်ကြည့်လို့ရပါတယ်ဒါအခုကြည့်တဲ့သူလေးတွေအတွက်ဒီ energy လေးကိုဒါကက်လေးတွေဆွဲမှာဖြစ်ပါတယ်နော်အဲ့တော့ ြည့်လိုက်ရအောင်သူ့ရင်ထဲကကိုကိုဘာတွေပြောချင်နေလဲဒါကို x လေးပေါ့နော် x လေးကကိုကိုဘာတွေပြောချင်နေ

အခုကြည့်နေတဲ့သူလေးကပေါ့နော်သူ့အတွက်ဆိုရင်ကွာအားလုံးထက်ပေါ့နော်ပို့ပြီးတော့ပေါ့နော်ပြောရမလဲအမ်နီးကခွင့်ရရတယ်ပြောချင်တာကတော့ပို့ပြီးတော့ဒီပေါ့နော်ဒီနှလုံးသားချင်းပုံနီးဆက်တဲ့ပို့ပြီးတော့ပေါ့နော်ဒါ close ဖြစ်တယ်ဆိုရယ် energy သူ့မှာရရတယ်ဆိုပြီးပြောနေရကွာတခြားသူပေါ့နော်ဒါတခြားရည်စားတွေတွေးတွေလည်းရှင့်ရှိမယ်အခုလက်ရှိတပ်ပါတီရှိနေတဲ့သူတွေလည်းရှင့်ရှိမယ်ပေါ့နော်ဒါပေမဲ့ ဘသူတွေနဲ့မဆိုမှကိုနဲ့ကပို့ပြီးတော့နီးစက်တယ်လို့သူ့အနေနဲ့ခံစားရတယ်ဒီလိုမျိုးသူခံစားချက်လေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ခါလီကြတော့လေသူကဘာတွေဖြစ်နေလဲဆိုတော့သူကိုလိန်ခဲ့တာတွေလည်းရှိမယ်လိန်ညာခဲ့တာမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုလိုမျိုးတွေလည်းသူ့အနေနဲ့ဒါလှုပ်ခဲ့တာတွေကိုလည်းသူ့ကိုသူလည်းသိတယ်အဲ့လိုမျိုးကြီးလည်းဒါကြုံခဲ့ရနိုင်မယ်အခုကြည့်နေတဲ့သူလေးတွေရတယ် ပြောမယ်ဆိုရင်တော့ကသူကလေအခုချိန်မှာပေါ့နော်ပြောဒီစာလေးရဲ့အဓိပ္ပာယ်ရတော့အမကတော့ဘာကိုခန်းစားမိလဲဆိုတော့ကိုယ်ကိုလည်းသတိရနေတယ်လို့ခန်းစားရတယ်။နော်သတိရနေတယ်အကယ်၍အခုချိန်မှာပေါ့နော် H နဲ့ပြန်ပြီးတော့အဆက်အသွယ်လေးတွေရနေတဲ့သူလေးတွေနော်တချို့လေးဆိုအဆက်အသွယ်တော့ပြန်ရနေဒါပေမဲ့ဘာချင်းနေမှတော့မဟုတ်ဘူးဒီတိုင်းအဆက်အသွယ်လေးပြန်ရတယ်။အဲစကားစမြည်လေးတွေပေါ့နော်ပြောဆိုကြတဲ့သူလေးတွေလည်းရှိမယ်။အဲ sorry အဲ့လိုမျိုးသူလေးတွေရှိတယ်ဆိုရင်ပေါ့နော်သူက ဟိုမှာကွာဒီမဆိုင် I want to be more than frank ဆိုတော့ကွာဟိုအခုချိန်မှာပေါ့နော်ကိုယ့် ex နဲ့ပေါ့နော်တကယ်ချင်းလူမျိုးဆက်ဆံရေးလေးမှာခုနကအမပြောဆိုရဲပေါ့နော်ပြန်ပြီးဆက်သွယ်လေးရပြီးတော့ဆက်ဆံရေးလေးတွေရှိနေတဲ့သူလေးဆိုရင်တော့သူကပေါ့နော်ဒီချိန်နဲ့ထပ်ပို့ပြီးတော့သူလိုချင်နေတာမျိုးလေးတွေရှိတယ်ပြန်ပြီးတော့ပေါ့နော်ဒါ artist တစ်ခုလိုမျိုး ပြန်ဆင်ပြေးခြင်းနဲ့ပေါ့ကွာအဲ့လိုပုံစံမျိုးလေးပေါ့နော်နောက်ပြီးတော့လေသူ့ရဲ့ဘဝမှာအခုပေါ့နော်နည်းနည်းလေးခက်ခဲရှုပ်ထွေးနေတာလေးလည်းရှိတယ်ကွာအဲသူတချို့ရတယ်ဆိုရင်သူဖုံးကွက်ထားတယ်သူ့ဘဝမှာသူခက်ခဲနေရှိနေမှာငွေကြီးကြီးပဲဖြစ်ဖြစ်ပေါ့နော်လောကိုင်းပိုင်းမှာဆင်ပြေတာပဲဖြစ်ဖြစ်သူခက်ခဲနေတယ်ဆိုရင်ဒါပေမဲ့သူ့ကိုအပြင်းမန့်ကြည့်မယ်ဆိုတော့သူတကယ်ကိုဆင်ပြေနေတဲ့ပုံကိုယ်ကိုပြထားတဲ့ပုံတွေကလည်းသူတကယ်ကိုဆင်ပြေနေတယ်ပုံဝင်းကျင်နဲ့သူ့ကိုတကယ်ဆင်ပြေနေလို့ပဲသိတယ် ဒါပေမဲ့တကယ်တကယ်ကျတော့သူ့ရဲ့ဘဝကြီးကမင်းမြင်တယ်လို့မဟုတ်ဘူးပေါ့နော်သူ့အနေနဲ့ခက်ခဲနေတာ ਈ လည်းရှိရကွာပြောမှဆိုရင်ကိုနဲ့ဒီလိုမျိုး separation ဖြစ်သွားပြီးတော့မှသူကလေအဲဘယ်လိုပြောမလဲကွာဒီနည်းနည်းပေါ့နော်ဒါ awakening ဖြစ်သွားတယ်လို့ပဲခေါ်မလားပို့ပြီးတော့တိလာရတယ်ပေါ့နော်ဒါကိုနဲ့ပတ်သက်ပြီးတော့ပြီးွားရင်ကိုယ့်စီမှာလည်းဒီလိုမျိုး spiritual lesson တွေဥမာကွာခု universe ကပေးတဲ့ lesson တွေတိရတယ်လို့မျိုး ကိုတင်ရတယ်လို့မျိုးသူလည်းပဲအဲ့ဒီလိုမျိုးတွေတင်ရတယ်သူလည်းပဲကြုံတွေ့ရတယ်ခံစားရတယ်ပြင်ပန်းရတာမျိုးတွေရှိတယ်အဲ့ဒီအကုန်လုံးပဲသူလည်းပဲတင်ယူနေတာမျိုးရှိတယ်ဒီအရာတွေအကုန်လုံးတော့သူကလည်းပဲဒါအခုချိန်မှာသူ့ရဲ့စိတ်လေးတွေอ่ะပေါ့နော်ဒါဒီလိုမျိုးလက်ဆင်မျိုးသူတော့ဘယ်လိုပြောမလဲကွာဒါနားလက်ခွင့်ရတဲ့အတွက် သူအရင်တော့ဒီလိုလူမျိုးမဟုတ်ဘူးပေါ့ကွာတိရမလားအခုအချိန်မှာကိုနဲ့ separation ဖြစ်ပြီးတော့မှသူအတ္တတရားလေးရလာပြီးတော့ဒီလိုမျိုးတွေပေါ့နော်ဒါနားလည်ခွင့်ရတယ်တိခွင့်ရတယ်တော့သူကချီးစွတင်တဲ့စိတ်ကလေးတည်းအဲအဲ့လိုမျိုးလေးလည်းဖြစ်နေတာကိုတွေ့ရတယ်နော်ပြီးတော့တချို့လေးတွေကြတော့ပေါ့နော်အဆက်အသွယ်လေးတွေတိတ်မရတဲ့သူလေးတွေဆိုရင်လေကိုဘက်ကဆက်သွယ်လာတာမျိုးကိုလည်းသူ့အနေနဲ့စောင့်နေတာမျိုးရောင်းရှိသေးတယ်နော် ဒီမှာက energy လေးတွေကဒါ quality ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါ energy ကတော့မျိုးမျိုးဖြစ်နေနေမယ်ခုနကအမပြောတဲ့အဆက်အသွယ်လေးတွေရှိနေတဲ့ဟိုပေါ့နော်ဒါစကားလေးတွေပြန်ပြောနေတဲ့တငယ်ချင်းတို့မျိုးလေးတွေပေါ့နော်ဇာစကားဆက်မီပြောတာမျိုးလေးတွေရှိတယ်ဆိုရင်တော့အဲတငယ်ချင်းစင်တာပူခြင်းတွေပြန်ပြီးတော့ပူခြင်းတာမျိုးတွေရှိသလိုတချို့အဆက်အသွယ်မရတဲ့သူလေးတွေကျတော့ကိုယ့်ဘက်ကနေဆက်သွယ်လာတာမျိုးလေးတွေကိုသူစောင့်နေတာမျိုးလေးတွေလည်းရှိနိုင် ဘာလို့လဲဆိုနောက်ဆုံးကွာကိုကသွားဆက်သွယ်တာမျိုးမဟုတ်ဘူးဆိုရင်တော့မာကိုကတော့သူ့ကိုလက်မလွတ်နိုင်သေးဘူးကိုကလည်းပဲသူ့ကိုတတိယနေတယ်ဆိုတာမျိုးလေးတွေအဲ့ဒါမျိုးလေးတွေကိုသူကစောင့်ကြည့်နေတယ်ဥမာကွာ Facebook ဆိုလဲ Facebook ကနေပေါ့နော်ကိုကကိုကသူ့ကိုတတိယတဲ့သချင်းလေးတွေတင်တာမျိုး post လေးတွေ share တာမျိုးဆိုသဖြင့်အဲအဲ့လိုမျိုးလေးတွေပေါ့နော်ကိုကလုလုလိုက်တယ်ဆိုရင်သူ့အနေနဲ့အဲ့ဒါတွေကိုလည်းသူမြင်နေသူကြည့်နေတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပြောချင်တာကတော့ကွာ သူလည်းပဲကိုယ်ကိုသတိရနေတယ်ကိုယ်လည်းပဲသူ့ကိုသတိရနေတယ်အဲ့တော့ပြန်ပြီးတော့အစဉ်ပြေဖို့တော့အဲဘောနော်ဒါမျောလိမိတယ်ဘောနော်အစဉ်ပြေပါစေလို့လည်းဆူတောင်းပေးတယ်တကယ်လို့လူမျိုးလေးဖြစ်နေဘောနော်အဲ့တော့ဘောနော်ကိုယ်နေနဲ့ဆက်သွယ်ခြင်းစိတ်လေးတွေရှိတယ်ဆိုရင်တော့လည်းသွားပြီးတော့ဆက်သွယ်ကြည့်လိုက်ပါနော်ဒါဟာလေပြောမှဆိုရင်တော့ကွာဟိုဘယ်လိုပြောမလဲ အကုန်လုံးကတော့ဆိုလိုတာမဟုတ်ဘူးပေါ့နော်တချို့တွေကတော့ဆီယမ်မရဲ့သမီးကတော့ဖြင့်သောဆက်သွယ်လိုက်တယ်ဒါပေမဲ့သူ့ဘက်ကကိုယ်ကိုဘလော့တောင်ဘလော့သွားတယ်ဆိုရင်တော့အဲ့ဒါကတော့ DVD တင်ကကိုတော့မဟုတ်လို့ပေါ့နော်တကယ်လို့ပေါ့နော် energy လေးတွေကဒီလိုမျိုးလေးတွေနဲ့ကိုက်ညင်နေတယ်ဆိုရင်တော့ဒါကိုလည်းပဲသူသတိရတာကိုခံစားနေရတယ်စသဖြင့်ပေါ့နော်ဒီလိုမျိုး energy လေးတွေချိတ်ဆက်မိနေတဲ့သူလေးတွေခံစားမိနေတဲ့သူလေးရှိတယ်ဆိုရင်တော့ဒါဆက်သွယ်ခြင်းဆက်သွယ်ကြည့်လို့ရတာပေါ့နော်ဒါပိုကောင်းတဲ့ခြင်းလေးတွေလည်းဖြစ်လာဖို့ရည်လေ ရှိမှာပေါ့နော်ဒီစကားလေးတွေရဟုတ်ပြီလားနော်ဒါကတော့အမကတော့ဒီလိုမျိုးသူ့ရင်ထဲစကားလေးတွေကိုကြည်ပေးထားတာဖြစ်ပါတယ်အဲ့တော့ကိုရဒီပေါ့နော်သူနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ဒါသူနဲ့ပတ်သက်ရလို့မှမဟုတ်ပေါ့နော်ကိုရ relationship မှာပေါ့နော်ဗာလေးတွေအဲတိထားရဖို့ကြီးုံရဖို့ကြီးရှိလဲဆိုတော့အမကကက်လီနာနဲ့ထက်ဆွဲကြည့်ပေးမယ်နော်ဟောဒါတော့ဘယ်ပြောရမလဲကွာဘယ်လိုမျိုးလေးတွေ ချုပ်လာရမလဲဆိုတာမျိုးလေးတွေပေါ့နော်ဒီမှာဆိုရင်မြင်ရတဲ့အတိုင်းမြင်တဲ့အတိုင်းပါပဲနော်မပြောတော့ဘူးနော်မြင်မြင်တဲ့အတိုင်းပဲဒီမှာ someone is stay figuring themselves out အဲနည်းတော့ဒီဘယ်လိုပြောရမလဲအဲကိုနေပတ်သက်ပြီးတော့ဗောနော်ဒီလိုဒီလိုအခြေအနေလေးတော့မှသူ့မှာနည်းနည်းဗောနော်ခံစားချက်လေးတွေရှိနေတယ်ဆိုတဲ့သဘောမျိုးလေးကိုပြောချင်တာဗောနော် နောက်တော့ဒီမှာ base of the deck မှာကျတော့ patient နဲ့เนาะစိတ်ရှိပြီးပါတဲ့เนาะဒါတဲ့ just a few more months but no good things can come to those who want away တဲ့နော်စောင့်နေတဲ့သူလေးတွေစီကိုပေါ့နော်ကိုတင်းလေးတွေကရောက်လာတော့မယ်တဲ့စိတ်ရှိရှိနဲ့စောင့်ပေးပါဆိုပြီးတော့ပြောထားရပေါ့နော်အဲ့တော့ဒီမှာကလည်းစောင့်ပေးပါလို့ပြောထားတယ်ဒီမှာကလည်းဒီလိုမျိုးလေးတွေဆက်သွယ်ခြင်းနေတာမျိုးလေးတွေအဆင့်တက်ခြင်းနေတာမျိုးလေးတွေရှိတယ်ဆိုတော့လေဘာပဲဖြစ်ဖြစ်ဒါ energy လေးတွေကတော့ kait တယ်နော်ပြီးတော့ဒီမှာဆိုရင်လည်းပဲဒီကိစ္စလေးတွေလည်းသူ့အနေနဲ့ခံစားနေရတယ်ကိုယ်ကိုပြန်ပြီးတော့ passion ဖြစ်တယ်ဆိုတော့လေဒါဘာပဲဖြစ်ဖြစ် အလားအလာလေးတွေတော့ကောင်းမယ်လို့တော့ခံစားနေရတယ်เนาะဟုတ်ပြီလားအဲ့တော့ဒီ reading လေးကိုကြည့်တဲ့သူလေးရေခုလိုမျိုးပေါ့เนาะ reading လေးနားထောင်ရတာသဘောကျတယ်စင်ပြေတယ်ဆိုရင်တော့အဲလက်ခံ share လေးတွေ comment လေးတွေနဲ့အမကိုအားပေးပါဦးเนาะနောက်ထပ်လည်းလာတိုင်းလာတိုင်းလည်းဒီလိုဗီဒီယိုလေးတွေတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့เนาะဒါနားထောင်ခြင်းနဲ့ဆိုရင် TikTok ဆိုရင်တော့ TikTok ကို follow လုပ်ထားပေးပါ page ကနေကြည့်တဲ့သူလေးဆိုရင်တော့ page လေးကို like and follow လုပ်ထားပေးเนาะ YouTube ကနေကြည့်ရတဲ့လူတွေဆိုရင်တော့ YouTube channel လေးကို subscribe လုပ်ထားပေးဖို့ဒါအမကတောင်းဆိုပြရစေနော်ဟုတ်ပြီလားအဲ့တော့ဒီ reading လေးမျိုးပေါ့နော်ဒါကိုက personal reading ဖတ်ခြင်းနဲ့ဆိုရင်လည်းအမစီကိုလာပြီးတော့ဆက်သွယ်ပြီးတော့မေးမြန်းကြည့်လို့ရပါရဲ့နော်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်လည်းပြန်ပြီးတော့ reading လေးတွေတင်ဆက်ပေးပါဦးမယ်နော်ပိုင်ပိုင်ပါရှင် see you bye